တပိတ်ကနေကြိုဆိုပါတယ်ရှင်ဒီနေ့ကျမတို့ဆွေးနွေးမယ့်အကြောင်းအရာကတော့ဘိုအိုမျိုးသားနေ့ရဲ့အခြေခံအုံမြင့်နဲ့ပတ်သက်တဲ့မိခွန်းတစ်ခုပါဒီနေ့ရဲ့အနှစ်တရားကအဲဗမာတကယ်ရှိနေတယ်လဲဆိုတာပေါ့နော်နှစ်ခေါက်ချီတက်တန်းရှိတဲ့ရှေးဟောင်းယဉ်ကျေးမှုနဲ့ပါတာရဲ့အမွေနစ်ကိုကွန်ပျူတာလားဒါမှမဟုတ်20ရာစုမှာမှပေါ်ပေါက်ခဲ့တဲ့ကိုချမကိုဖန်တီခွဲ့အတွက်နိုင်ငံရေးရရုံးကန်တိုက်ပွဲဝင်ခဲ့တဲ့အောင်မြင်မှုကိုအတိကထအထင်းပတ်ပြတာလားဒီမင်းနှစ်ခုကိုကျမတို့ဆွေးနွေးသွားကြမှာပါ ဒီဆွေးနွေးမှုအတွက်အချက်လက်တွေကိုတော့ပိုအိုးမျိုးသားနေဖြစ်ပေါ်လာပုံတမိုင်းမှတ်တမ်းနေကနေရယူထားတာပါရှင်။ကျမဘက်ကတော့အတိတ်ကမြင်တာကပိုအိုးမျိုးသားနေရဲ့ရေးပါမှုဟာနှစ်ဆက်ရစုအတွင်းကနိုင်ငံရေးအောင်ပွဲကနေပဲမြစ်ဖျားကနေလို့ပြောတော့မှာပါရှင်။ဟုတ်ကဲ့ကျွန်တော်အမြင်ကတော့အဲ့ဒီနေရာမှာနည်းနည်းလေး꿰လဲပါတယ်ခင်ဗျာ။ဒီနေ့ရဲ့တကက်အုံမြင်ဟာအဲ့ဒီလိုမျက်မော့ခင်နိုင်ငံရေးဖြစ်စဉ်တွေထက်အများကြီးပုံမှန်နှတ်ဆိုင်တဲ့ရှေးခေတ်တန်တရားကြီး ဘာသာရေးနဲ့ယဉ်ကျေးမှုအမွေအနှစ်ဒီမှာပဲခိုင်ခိုင်မာမာတရှိနေတယ်ဆိုတဲ့ဘက်ကနေဆွေးနွေးတော့ပါမယ်ဟုတ်ကဲ့အဲ့ဒီအမြင်တစ်ခုကဒရိုလေးစိတ်ဝင်စားဖို့ကောင်းပါတယ်နော်ဒါဆိုကျွန်မဘက်ကရင်ဆက်တင်ပါစေอืมပအိုးမြူထာနေကိုတပုံးလက်ပြည့်နေ့အဖြစ်1949ခုနှစ်မှာတရားဝင်တက်မှတ်ခဲ့တယ်ဆိုတာဟာလေ1948ကာလတွေကနိုင်ငံရေးဖြစ်စဉ်တွေရဲ့တည့်ရရလက်လို့ကျွန်မတို့မြင်နေတယ် ရလက်ရရပြီခါစားဖဆပလအစိုးရရဲ့မြေယာ policy အပေါ်မှာမကျေနပ်မှုတဲ့ကြောင့်ပအိုးလက်တမတထုံးလျှော့ထထုံမြို့မှာစုဝေးဆန္ဒပြခဲ့ကြတယ်လေဆိုတော့သူတို့ရဲ့တောင်းဆိုချက်ဒုံရက်ထဲမှာအရေးအကြီးဆုံးအဓိကအကြဆုံးအချက်ကသူတို့ကိုတောင်းသူလို့မတုံ့နှုံးပဲပအိုးဆိုတဲ့သူတို့ရဲ့မူရင်းအမိကိုပဲတရားဝင် ခေါ်ဖို့တောင်းဆိုကြတာပေါ့နော် ပါလူလေဆိုတောင်သူဆိုရဲ့အတုံးလုံးကသူတို့ရဲ့ကိုယ်ပိုင်လက္ခဏာကိုဖုံးကွယ်ထားသလိုဖြစ်နေလို့လို့တီတောင်းဆိုချက်ကိုထမွဲ48ခုနဲ့မှာဆိုရကတရားဝင်အတိမပြုခဲ့ခြင်းဟာပအိုးလူမျိုးတွေရဲ့ကိုယ်ပိုင်လက္ခဏာကိုနိုင်နေတော့အစ်စ်မှာအခိုင်အမာတန်တီစောက်နိုင်ခဲ့တဲ့ကြီးမားတဲ့နိုင်ငံရဲ့အောင်ပွဲတစ်ခုပဲရှိတီအောင်ပွဲကြောင့်သာဒီနေ့ကိုအမျိုးသားနေ့အထိသတ်မှတ်နေခဲ့တာဒါကြောင့်မို့လို့ဒီနေ့ဟာမမော့ခေနိုင်ငံရေးရုံးကံမှုကိုအထိမ့်မပြုခြင်းကအဓိကကြတဲ့ကျွန်မအခိုင်အမာယုံကြည်ပါတယ်တင်ပြောသွားတဲ့နိုင်ငံရေးအောင်ပွဲကအရေးကြီးတယ်ဆိုတာကိုကျွန်တော်မညစ်မှန်ဘူး တကယ်ပဲအလေးအကျောင်းတစ်ခုဖြစ်ခဲ့တာပါဒါပေမဲ့ကျွန်တော်ကတော့အဲ့ဒီဖြစ်ရကိုအကျောင်းတရား cost အဖြစ်မမြင်ပဲရှင်းရွှားခံယူချက်တွေရဲ့အကျိုးဆက် consequence တစ်ခုဖြစ်ပဲမြင်တယ်စဉ်းစားကြည့်လေဘာကြောင့်တခြားနည်းမဟုတ်ပဲတပေါင်းလားဖြစ်နေကိုပဲတီးတီးကြကြရွေးချယ်ခဲ့တယ်လေဒီမိကွန်းကဖြည့်အားလုံးဖိနေတယ်လို့ပါပဲဒီနေ့ဟာပေါ်လူမျိုးတွေရဲ့တမိုင်းဥပယင်ဖြစ်တဲ့သူရိယဆန္ဒမျိုးမွေးနေ့ဖြစ်တယ်အဲ့ဒါပဲချောင်းကကောက်ဘူး BC နေရာခုံးစီလေးတင်ခွင်မဲ့က ဘုရားမေဆော်ဗျာသူဝနာဘုံမီထထုံးပြီကိုကြွချီတော်မူခဲ့တဲ့နီပြီးတော့ရွှေစီယံဂျီဒီတို့ကိုအုံမြချခဲ့တဲ့နီဖြစ်လို့ပအိုးလူမျိုးတွေဘုရားဘာသာကိုစတင်ယုံကြည်ကိုးကွယ်ခဲ့တဲ့နေလေဖြစ်နေပြန်ရောဆိုတော့တထမကောင်းဆယ်လေးခွမေကတရားဝင်တမလိုက်တယ်ဆိုတာဟာအတိတ်တခုကိုဖန်တီးလိုက်တာမှမဟုတ်တာနေတော်မောင်းများစွာလူလူရဲ့စိတ်ထမှာရှိနေပြီးတာယဉ်ကျေးမှုနဲ့ဘာသာရဲ့အစဉ်လာကြီးတခုကိုတရားဝင်အပြီးတက်ပြီးအထိမဲ့ပြုလိုက်တာပဲဖြစ်တယ်အနိတာရကတော့ရှေးခေတ်မှာပဲရှိနေပြီးသားပါခင်ဗျာ ဲ့ဒီအချက်ကိုကျွန်မသဘောပေါက်ပါတယ်ရှေးအစဉ်လာရဲ့အရေးပါမှုကိုလည်းရှော့မတွက်ပါဘူးဒါပေမဲ့ဒီနေရာမှာကျွန်မတို့သဘောကွဲလွဲတဲ့ချက်ကအဓိကတွန်းအား a driving force ကပါလဲဆိုတာပဲနိုင်ငံရဲ့အတိမတ်ဖြစ်မှုဆိုတာအမြင်နာမတစ်ခုရလိုက်တာထက်အများကြီးပိုပါတယ်ရှင်တောင်တိုးဆိုတဲ့အုံလုံးအောင်မှာနေရာချင်းကကိုယ့်ရဲ့တမိုင်းကိုယ့်ရဲ့ယဉ်ကျေးမှုကိုယ့်ရဲ့ဂုဏ်တိကကိုဖျောက်ဖျက်ခံထားရတယ်လို့ပဲလေအဲ့ဒီနေရုံးထွက်ပြီး ငါတို့ဟာပုတ်လို့နိုင်ငံရေးညချင်းညာနိုင်ခဲ့ခြင်းဟာတင်ကြီးကတခုပဲဒီနိုင်ငံရေးအောင်ပွဲမရှိခင်ရင်တပေါင်းလပြည်နေဟာဒီနေ့အထိရွှေစည်ံဘုရားဖွဲ့တော်နေရိုးရဖွဲ့တော်နေတခုဖြစ်ပဲချင်းရှိနေမှာအမျိုးသားနေဆိုတဲ့နိုင်ငံရေးအစဉ်အတန်းကိုဘလို့မှရောက်လာမှာမဟုတ်ဘူးဒါကြောင့်အဲ့ဒီရှေ့အစဉ်လာကိုအမျိုးသားရဲ့လက္ခဏာတခုဖြစ်နိုင်ငံရေးအရာတတ်သွင်းပေးလိုက်တာက1948ခုအောင်ပွဲပါပဲอืมတင်ပြောတဲ့ အသက်သွင်းပေးလိုက်တာဆိုတဲ့သကလုံးကိုပဲကျွန်တော်ပြန်ကင်ပြီးဆွေးနွေးခင်တယ်။ဟုတ်ပြီ။ဒါဆိုရင်အဲ့ဒီ1948ဆန္ဒပြပွဲမှာလူတောင်းညော့ပါဝင်နိုင်ခဲ့တဲ့စူးစီးညညုံမှုကဘယ်ကလာတာလဲခင်ဗျာ။အဲ့ဒီနိုင်ငံရေးဖြစ်စဉ်ကြောင့်ရိုးတဲ့ကောက်ခါငင်ခါပေါ်လာတာလား။မဟုတ်ဘူးလေ။သူတို့မှအဖအဝိဇ္ဇာအမိနဂါးကလေးစဉ်သက်လာတယ်ဆိုတဲ့ဟိုဒီပုံစမစ်တန်တိုင်းဒုတိယဆန္ဒမင်းရဲ့အုပ်ချုပ်မှုအမွေအနှင်းနဲ့ နစ်စင်နေတိုင်းတပေါင်လပိနေမှာရွှေစီယံစီရီတော်ကိုအတူတကွသွားရောက်ဖျားဘူးရတဲ့ရှေ့အစဉ်လာကသူတို့ကိုရာဇုနှစ်မျိုးစွာကလည်းစီလုံးစေခဲ့တာနိုင်ငံရေးတောင်းဆိုမှုတစ်ခုကိုလူဝင်အား1000နဲ့လုံနိုင်ခဲ့တယ်ဆိုတော့ကိုယ်တိုင်မှတီရှေအောင်အမွေနစ်ဒီရဲ့အမစ်ဘလောက်ခိုက်မှသလဲဆိုတာကိုတက်တည်ပြနေတာပဲနိုင်ငံရေးလှုပ်ရှားမှုဆိုတာကအဲ့ဒီရှေကြတဲ့ယင်ကြီးမှုအမစ်ပေါ်မှာတီဆောက်ခဲ့ရတာပါအမစ်မရှိပဲအပေါ်တော့ကိုစောက်လို့မရတော့ဘူးပဲပေါ့ဟုတ်တယ် အဲ့ဒီအုံမြစ်ကခိုင်မာခဲ့လေဆိုတာကိုကျမလက်ခံပါတယ်။ဒါပေမဲ့အဲ့ဒီအုံမြစ်ပေါ်မှာဘာဆောက်ခဲ့တယ်လဲဆိုတာကအရေးကြီးတယ်လေ။ရိုးရအင်္ဂလုံးပဲဆက်ဆောက်ခဲ့တာလား။ဒါမှမဟုတ်ခက်မီနိုင်ငံရေးအဆောက်အုံတစ်ခုကိုတီထောက်ခဲ့တာလား။ကျမကတော့ဒုတိယလို့မြင်တယ်။ဘာလို့လဲဆိုတော့အမျိုးသားနေလို့တတ်မှတ်ကျင့်မှတ်လိုက်တဲ့အခါအဲ့ဒီနေရဲ့အဓိပ္ပာယ်ကပုံပြီးကျေပြန်သွားပြီ။ဒါဟာဒုတိယဆန္ဒမင်းရဲ့မွေးနေ့ကိုဂုံပြူတာတတ်တယ်မဟုတ်တော့ဘူး။ ေါ်လူမျိုးရဲ့နေချက်ဆန့်ကျင်ရေးတမိုင်းအစအဆုံးကိုကိုစားဖြူထားတယ်ဥပမာ1850နှစ်ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲကတော်လန်ရီ1923ခုနှစ်ကဗြိတိရှ်ကိုအခွန်တော်မပေးဘဲအာခံခဲ့တဲ့လှုပ်ရှားမှုတွေဖက်စစ်တော်လန်ရီကာလကပါဝင်မှုတွေနောက်ဆုံးမျက်မှောက်ခေစစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအထိရှည်လျားတဲ့တော်လန်ရီတမိုင်းရဲ့အစိပ်ပိုင်းတစ်ခုဖြစ်လာတယ်။ဆိုတော့ဒီနေ့ဟာအဲ့ဒီလိုမတရားမှုကိုအန်တုတဲ့ငငယ်ရေးစိတ်တက်ကိုကိုစားပြုတဲ့နေ့ဖြစ်လာတာပါရှင်။ အေးအဲ့ဒီအချက်ကိုတော့ကျွန်တော်သိလက်မခံနိုင်ဘူးဘာလို့လဲဆိုတော့တင်ပြောတဲ့နိုင်ငံရေးစိတ်တက်ဆိုတာကအပေါ်ယံကနေကတ်ထားတဲ့အညွန်းစာတစ်ခုလိုပဲဖြစ်နေလို့ပါတကယ်တမ်းမျိုးထားတဲ့အခမ်းအနားတွေရဲ့အဲတွင်းတပိုးကြည်လိုက်ပါအခမ်းအနားတွေမှာဘာတွေလုပ်ကြတယ်လဲနိုင်ငံရေးမင်ခွန်းရဲ့အကြံတွင်ပြောတာလားစနေပြပွဲအောင်မြင်မှုကိုပြန်လည်အမတ်ရကြတာလားသိမတွေ့ရဘူးအဓိကလှုပ်ဆောင်ကြတာကကောက်တစ်ပူဇော်တာဖះမှာဆွမ်းကတ်တာ၅ပါးဒီလားခံယူဆောက်တည်တာရိုးရာကိန်းအားကာကြတာ ဒါတွေအားလုံးဟာလုံ့ဝကိုဘာသာရေးနဲ့ယဉ်ကျေးမှုဆိုင်ရာအပြုအမူတွေကြီးပဲမြမော့ခေတ်နိုင်ငံရေးအောင်ပွဲတစ်ခုကိုတတိတသက်ထုတ်ဖော်ဂုဏ်ပြုတဲ့အခမ်းအနားမျိုးမတွေ့တာဘူးလေဒီအချက်ကပိုးလူမျိုးတွေဟာသူတို့ရဲ့ရှေးခေတ်အမွေအနစ်ကိုနိုင်ငံရေးအောင်ပွဲတဲ့ပိုပြီးအလေးပေးကြောင်းထင်ရှားစေတယ်လို့ကျွန်တော်ထင်တယ်နိုင်ငံရေးအောင်ပွဲဆိုတာကအခွန်တစ်ခုတာဖြစ်ပြီးအတွင်းကအနစ်သာရကတော့ဘာသာရေးနဲ့ယဉ်ကျေးမှုပါပဲ။အောက်မှာစူးစီးကျင်းပနေတယ်လေဆိုတာကိုကြည့်ရမယ်။အမျိုးသားနှစ်ဆိုရဲနိုင်ငံရေးရတဲ့ပဲလင်းတဲ့ခေါင်းစဉ်ကြီးအောက်မှာ စူးစီးကျင်းပနိုင်ခြင်းဟာနိုင်ငံရေးရာအောင်ပွဲခံနိုင်ခဲ့လို့ဒါဖြစ်နိုင်တာအရင်ကတည်းကဒေတာတစ်ခုရဲ့ရိုးရာဓလေ့ဘာသာရေးပွဲတော်တစ်ခုဖြစ်ခြင်းဖြစ်မယ်ဒါပေမဲ့1946ခုနှစ်နောက်ပိုင်းမှာတော့ဒါဟာပအိုးလူမှုတစ်မျိုးလုံးရဲ့အမျိုးသားရေးလက္ခဏာနိုင်ငံရေးရာတရှိမှုကိုကိုစားပြုရနေဖြစ်သွားပြီပြီးတော့ဒီအချက်ကိုထပ်ပြောပါစေဒီနေ့ကဘာသာရေးနဲ့ယဉ်ကျေးမှုတသက်သာဆိုရင်ရိုးရာပွဲတော်နေ Festival Day လို့ပဲခေါ်မှာပေါ့ဘာကြောင့်အမျိုးသားနေ National Day လို့တရားဝင်တုံ့ဆွဲခဲ့တယ်လဲ ဒီစကလုံးရွေးချယ်မှုကိုယ်တိုင်ကနိုင်ငံရေးရကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့အမျိုးသားလက္ခဏာကိုတိဆောက်လို့တဲ့ပြင်းပြတဲ့ဆန္ဒကိုရှင်းရှင်းလင်းလင်းဖော်ပြနေတာပဲမဟုတ်လားရှင်။อืมအမျိုးသားနည်းဆိုတဲ့အသုံးလုံးကမြန်မာခေတ်နိုင်ငံကြီးအနှစ်သာရကိုဆောင်တယ်ဆိုတာကိုကကျွန်တော်သဘောတူပါတယ်။ဒါပေမဲ့အဲ့ဒီနိုင်ငံရေးလက္ခဏာရဲ့ကိုခိုင်မာအောင်ကြားကန်ပေးထားလာကဘာလဲဆိုတာကိုကျွန်တော်တို့ထပ်ပြီးနည်းနည်းနည်းစဉ်းစားရမယ်။အဲ့လာကတော့ သူ့အနာဘုံမီထက်ထုံပီကိုတည်ထောင်ခဲ့တဲ့ဘရင်80ဖက်80ရဲ့တမိုင်းနဲ့ဒူရီယာစန္ဒမင်းအမွေအနှစ်ဒီပဲရှေးကြတဲ့တမိုင်းအုံမင့်မရှိပဲမြမောက်ခေတ်ပါဝမျိုးတိုင်းဝါဒတစ်ခုတည်းကဒီလော့အားကောင်းနိုင်မှာမဟုတ်ဘူးတနည်းပြောရင်မြမောက်ခေတ်နိုင်ငံကြီးအောင်ပွဲကဒီနေ့ကိုအမျိုးသားနေ့လို့နာမည်တက်ခွင့်ပေးခဲ့တာမှန်တယ်ဒါပေမဲ့အဲ့ဒီအမျိုးသားဆိုတဲ့အသိစိတ် a national consciousness ကို နှစ်ထောင်ချီကြအောင်မွေးမြူပေးခဲ့တာကရှေးအစဉ်အလာတွေပဲလေ ဒါကြောင့်ဒီရှုတောင်တစ်ခုဟာအပြန်လန်ကြားကန်ပေးနေတယ်ဆိုပေမဲ့အရင်ခံအုံမြင့်ကတော့ရှေးအစင်အလာသာထိတယ်လို့ပဲကျွန်တော်အခိုင်အမာပြောချင်ပါတယ်ခင်ဗျာမြမော့ခေနိုင်မြန်ရေးကအဲ့ဒီအုံမြင့်ရဲ့တန်ဖိုးကိုပြန်လဲဖော်ထုတ်ပေးခဲ့ကြိယာတစ်ခုသာဖြစ်ခဲ့တာပါကောင်းပြီအဲ့ဒါဆိုကျွန်မရဲ့အမေကိုအနစ်ချုပ်အနေနဲ့ပြန်လဲတင်ပြပါစေပအိုးမျိုးသားနဲ့ဟာပအိုးလူမျိုးတွေရဲ့ကိုယ်ပိုင်လက္ခဏာနဲ့ဂုံတိခါကိုနိုင်ငံတော်အစစ်အတိမတ်ပြမှုရရှိအောင်ဆွမ်းဆောင်နိုင်ခဲ့တဲ့မြမော့ခေနိုင်ငံရေးယုံကမှုရဲ့ ောင်ပွဲကိုအဓိကအထိမ်းမှပြုခြင်းဖြစ်တယ်လို့ကျွန်မမြင်ပါတယ်။ရှေးဟောင်းအစင်အလာတွေကအရေးပါတဲ့နောက်ခံကားချက်တခုစီလုံးညီညွတ်မှုအတွက်ကုံချမ်းတခုဖြစ်ခဲ့တဲ့ဆိုလာမှန်တယ်။ဒါပေမဲ့အဲ့ဒီကုံချမ်းကိုနိုင်ငံရေးရာပုံသွင်းပြီးဒီနေ့ကိုဘာသာရေးပွဲတော်အဆင့်ကနေမျိုးသားနစ်ဆိုတဲ့အဆင့်အတိုင်းမြင့်မားတဲ့နိုင်ငံရေးအမှတ်တင်ကြတာတခုအဖြစ် ပြောင်းလဲပုံဖော်ပေးခဲ့တာကတော့1948ခုနှစ်ကနိုင်ငံရေးအောင်မြင်မှုပဲဖြစ်ပါတယ်ရှင်။ ကျွန်တော်အမေကိုပြလဲကောက်ချက်ချရရင်တော့မျက်မှောက်ခေတ်နိုင်ငံရေးဖြစ်စဉ်ဆိုတာဒီနေ့ကိုတရားဝင်အမိတက်ပေးခဲ့တဲ့အကြောင်းပြချက်ကောင်းတစ်ခုထားဖြစ်ပြီး၎င်းရဲ့တကယ်စိတ်ဝိညာဉ်နဲ့အနှစ်သာရကတော့နှစ်ထောင်ကြီးတန်းရှိတဲ့ဘာသာရေးယဉ်ကျေးမှုနဲ့တမိုင်းအမွေအနှစ်တည်းတည်းမှာပဲနက်နက်ဆိုင်ဆိုင်အမြင့်တွေနေတော့ပဲလို့ဆိုချင်ပါတယ်ဒီရှေဟောင်းအခြေခံမရှိဘဲနဲ့မျက်မှောက်ခေတ်နိုင်ငံရေးအောင်ပွဲတစ်ခုထဲက ဒီလောက်လေးနဲ့ပြီးအတိတ်ပဲပြေဝတဲ့အမျိုးသားနှစ်တစ်ခုကိုဘလို့မှ မွေးဖွားပြေးနိုင်မှာမဟုတ်ပါဘူးနိုင်ငံရေးအတိမပြုမှုကအရေးကြီးပင်မဲ့အဲ့ဒီအတိမပြုမှုကိုတောင်းဆိုနိုင်လောက်တဲ့အမျိုးသားဆိုတဲ့အသည့်စိတ်ကအများကြီးစောပြီးရှိနေခဲ့တယ်ဆိုတာကိုမမေ့သင့်ပါဘူးခင်ဗျာဟုတ်ကဲ့ဒီလိုရှိထုံတစ်ခုကနေကြည့်မြင်တုံးတဲ့ချင်းအဖျင်ပေါ်အိုးမျိုးသားနှစ်ရဲ့တမိုင်းနဲ့အသေးပေကိုပုံမပြည့်စုံစမ်းနိုင်မယ်လို့မျှော်လင့်ပါတယ် ဒါယိုရှင်းတဲ့အဖြူမြန်မေကုန်းမဟုတ်ပဲရှေးစင်တလာနေမြမော့ခင်နိုင်ငံရေးတို့ဘလို့အပြန်လန်ပုံဖော်နေတဲ့လေးဆိုတာကိုပြသနေတဲ့အကြောင်းအရာတစ်ခုပါပဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီးလေ့လာစရာဆွေးနွေးစရာတွေများစွာကျင့်ရှိနေပါသေးတယ်